မိဘပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။မိဘပြည်သူများရှင်ဒီရက်ပိုင်းမှာကျွန်မသတင်းဆိုတာထပ်ပေါ့နော်။နိုင်ငံရေးလေးတာသုံးသပ်ချက်တွေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖော်ထုတ်တဲ့သတင်းတွေကိုကျွန်မနေ့စဉ်နေ့တိုင်းတင်ဆက်ဖြစ်နေပါတယ်ရှင်။မိဘပြည်သူများလည်းသတိထားမိပါလိမ့်မယ်။ဒီလိုတင်ဆက်ဖြစ်ရတဲ့အကြောင်းရင်းခံကလည်းတိတိကျကျရှိပါတယ်ရှင်။ဒါလေးကိုကျွန်မနည်းနည်းလေးရှင်းပြချင်ပါတယ်။ကျွန်မနိုင်ငံမှာ2021ကိစ္စကြီးဖြစ်သွားတဲ့အခါမှာတော်လန်ရေးဆိုတဲ့အရာကြီးကပေါ်လာခဲ့တယ်ပေါ့နော်။အဲ့လိုပေါ်လာတဲ့အခါမှာဆိုရင်အင်အားစုတွေရှိရဲ့ရှင်။နံပါတ်1အင်အားစုက NLD ဖြစ်ပါတယ်။ နံပါတ်1အင်အားစုကကြတော့ဒီမိုကရေစီကိုပျက်စီးဆုံးရှုံးသွားမှာစိုးရိမ်တဲ့လူငယ်တွေပါရှင့် NLD တွေဟာဆိုရင်ဒီငါတို့ဆန္ဒပြတဲ့ကိစ္စကတော့အောင်ဆန်းစုကြည်ကြောင့်မဟုတ်ဘူး NLD ပါတီကြောင့်မဟုတ်ဘူးငါတို့ဒီမိုကရေစီဆုံးရှုံးမှာစိုးလို့ဆိုတဲ့လိန်ညာမှုနဲ့လူငယ်တွေကိုစွဲခေါ်ခဲ့ကြတာရှင့်တော်လည်ရေးမှာပါဝင်တဲ့သူတိုင်းက NLD fan တွေမဟုတ်ပါဘူးရှင့်ဒါပေမဲ့ NLD တွေကလူငယ်တွေကိုဆက်စားကြအောင်ချဖို့တော့ကြတော့ NLD တော့မဟုတ်ဘူးဆိုပြီးတုံ့ချတယ် လူငယ်တွေပါလာတဲ့အချိန်မှာငါတို့အားလုံးဒီ NLD ဆိုတဲ့ခေါင်းစဉ်အောက်ကိုဆွဲသွင်းထားတာရှင်ဒီလိုမူယာမာယာကိစ္စတွေလည်းရှိရပါတော့ဒါပေမဲ့အဲ့ဒီ NLD တွေရဲ့မျောလင်းချက်ကကြတော့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ဖို့တခုတည်းပဲဘာကြောင့်လဲဆိုတော့ NLD တွေဒီဒေါအောင်ဆန်းစုကြည်မရှိလို့ရှင်ရိုင်းရိုင်းပြောရလို့ရှင်သူကဘာကောင်းနေဘာကောင်းမနေမဟုတ်ဘူးရှင်နိုင်ငံရေးမှာဘာရည်ချင်းမှလည်းမရှိဘူးနောက်ဆုံးကုတ်ကုံပြောရလို့ရှင်ဒေါအောင်ဆန်းစုကြည်မရှိလို့ရှင်သူတို့ဟာလုံးဝမရက်တည်နိုင်ဘူးရှင် ဒါကြောင့်ဒေါ်ဆန်းစုကြည်ကိုသူကအသေးရရအရှင်ရရပြန်လိုချင်တဲ့အတွက်နီလာပေါ့ဆိုတုံးပြီးတော့လူငယ်တွေကိုဆွဲသွင်းပြီးတော့တုံးချနေတာဒီလိုနဲ့သူတို့ဟာ CRPH NUG ဖြစ်ကုန်တယ်အဲ CRPH နဲ့ NUG ဆိုတဲ့အဖွဲ့အစည်းနီပိတ်အဖွဲ့အစည်းကိုထပ်ပြီးတော့တုံးချလိုက်တာကတိုင်းရင်းသားလက်နက်ကိုင်တွေရှင့်တိုင်းရင်းသားလက်နက်ကိုင်တွေကသူတို့ရဲ့နေမြေခွဲထွက်ခြင်းနဲ့ကိုယ်တိုင်တီထောင်ခြင်းနဲ့နိုင်ငံထူထောင်ခြင်းနဲ့မျောလင်းချက်တွေကိုအကောင့်ထဲပို့ဖို့အတွက်စစ်သားအင်အားကိုသူတို့ဟာနီပိတ်တွေ စီကနေရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့သူတို့ဟာနိုင်ငံရေးအရာပူးပေါင်းမလို့လို့နဲ့ PDF တွေစစ်တင်တန်းပေးပြီးတော့ UNG နဲ့ပူးပေါင်းခဲ့တယ်ရှင့်အဲ့ဒီလိုကနေပြီးတော့မိဘပြည်တော်မြင်းတဲ့အတိုင်းပဲရှင်နေ့အခင်းကျင်းနေဖြစ်လာတယ်တိုင်းသားလက်နက်ကိုင်းတွေဟာကိုယ့်နယ်မြေမှာကိုယ့်အကိုစစ်ပွဲတွေစီစဉ်နေနိုင်ငံထူထောင်မှုလုပ်တယ်ကိုပိုင်အာဏာတွေလုပ်တယ်အဲ့ဒီမျိုးသူတို့ကတော့တိုက်ပွဲဆင်တဲ့အခါမှာရရှိသွားတဲ့နယ်မြေတွေမှာ UNG ဟာလုပ်ပိုင်ခွင့်ဘာမှမရှိဘူးရှင့်ဒီချက်တွေကြည့်ခြင်းအဖြစ်တိုင်းသားလက်နက်ကိုင်းတွေဟာ UNG ကိုအသုံးချသွားတယ်ဆိုတော့ပေါ်လဲမှာရှင့် တိုင်းသလက်လက်ကင်တွေကိုလည်းဆက်လက်အသုံးချနေတာကတော့အနောက်အုပ်စုနဲ့အချို့အချို့သောနိုင်ငံကြီးတွေကလက်မဲကြီးတွေဖြစ်ပါတယ်ဒီတော့ဒီမိုကရေစီကိုအလိုချင်ပါတယ်ဆိုတော့ဖြူစင်လာတဲ့လူငယ်တွေကတော့ ဟုတ်အခြေခံအဆင့်အသုံးချနိုင်ရတဲ့အခြေအနေဖြစ်သွားတာပေါ့ရှင်။ဒီလိုနဲ့အချိန်ကြီးကြာလာတဲ့ခါမှာတိုင်းပြည်ကထိခိုက်မြင့်နေလားနစ်နာလာတယ်။ NLD တွေကလည်းတိလာကြပြီ။ဒီဒီတော်နာရေးဆိုတာလုံးဝအောင်စရာအကြောင်းမရှိတော့ဘူးပေါ့နော်။ဒါကြောင့်သူတို့ဟာဒေါအောင်ဆန်းစုကြည်ထံ NLD ဝဲကဲမယ်ဆိုတဲ့ဘက်ကိုရက်တီလိုက်ကြပြီဖြစ်တယ်။ဒါကြောင့်ဒီရက်ပိုင်းနဲ့ဒီကာလပိုင်းတွေမှာဆိုရင်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုဖော်ထုတ်လာပြီးတဲ့အခါမှာသူတို့ NLD ပါတီတွေအငူကြီးနဲ့သက်ဆိုင်ခြင်းမရှိဘူး။သူတို့တည်ဖြူစင်ပါတယ်ဆိုတဲ့အကြောင်းကိုကောင်းကောင်းကြီးကိုဝါရဖြန့်ချီလာခဲ့တာဖြစ်ပါရဲ့ရှင့်။ တော်လန်ရေးမှာအရင်ကတည်းကနေပြီးတော့ပါဝင်ပတ်သက်အကြမ်းဖက်အားပေးခဲ့ကြတဲ့သူတွေကအစအခုချိန်မှာမသိရင်အန်ယူဂျီနဲ့အဆင်မပြေသလိုလိုအန်ယူဂျီကိုရှုတ်ချသလိုပုံစံမျိုးတွေနဲ့ဖန်တီးလာခဲ့တာဖြစ်ပါတယ်။ဥပမာဒေါ်ဆန်းဆန်းမော်လိုမျိုးသူမျိုးတွေပဲဖြစ်ပါရဲ့ရှင့်။ဒီနေရာမှာကျမတို့ဘက်ကသူအချို့ကလည်းမျှော်လင့်ချက်ကြီးရပါတော့။အော်တော်ဆန်းစုကြည်ကိုသာပြန်လှုပ်ပေးလိုက်လို့ရှင်ရင်နိုင်ငံတော်အေဂျင့်သွားမလားဆိုတော့မျှော်လင့်ချက်ပေါ့ရှင်။ဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်ဟာမှားယွင်းနေရလို့ကျမအားနာစွာနဲ့ပြောပြရစီရှင်။တော်ဆန်းစုကြည်ကိုပြန်လှုပ်ပေးရင်တိုင်းပြည်အေဂျင့်မယ်ဆိုတဲ့ကိစ္စရက်ကို စဉ်းစားမယ်ဆိုရင်အခုချိန်စဉ်းစားမှာပို့ဘူးရှင်2021ကလေးကစဉ်းစားခဲ့ရမှာဖြစ်ပါတယ်2021ကလေးကပြန်လှုပ်ပေးလိုက်ရင်တော့ဒီကိစ္စတွေအဲ့ဒီကလေးကပြီးဆုံးသွားလိမ့်မယ်အခုကတော့အချိန်များစွာနောက်ကျသွားခဲ့ပါပြီရှင် 2021ကပြန်လှုပ်ရမယ်ဆိုတဲ့ကိစ္စရမှာတော့မှနိုင်ငံတော်ကတိတ်ခါပေါင်းမြောင်များစွာကြာဆင်းခံပြီးတော့အရာအလုံးရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ပြန်လှုပ်ရမှာရှင်။ဘာကြောင့်လဲဆိုတော့ဒေါန်ဆတ်စုကိုဖမ်းဆီးထားတာဟာမဲမတမမှုတစ်ခုလည်းကြောက်ဖမ်းဆီးထားတာမဟုတ်ဘူးရှင်။နိုင်ငံတော်တစ္ဆာဖောက်မှုတွေလည်းပါဝင်နေပါတယ်။အပြစ်ရှိတဲ့သူကိုအပြစ်မရှိတဲ့အောင်ဟန်ဆောင်ပြီးနိုင်ငံတော်ကပြန်လွှတ်လိုက်ဖို့ဆိုတာကနိုင်ငံတော်ရဲ့တိတ်ခေါအဆုံးစုံထိထိုးချလိုက်တာပဲလေ။အကြံအားလုံးလက်မြအရှုံးပေးလိုက်တာနဲ့တူတူပဲရှင်။ ဒါကြောင့်2021မှာနောင်စန်းစုကြည်ကိုပြန်လှည့်လိုက်လို့ရှင်။နောင်စန်းစုကြည်ရဲ့နောက်က CIA ဆဲတွေရာနဲ့တစင်မြန်မာနိုင်ငံကိုသူတို့ဟာလဝကြီးအုပ်ပြီးတော့အရာအောင်ဆိုးမှုချဲ့လဲသွားမယ်။ကျမတို့ဟာကိုယ်နိုင်ငံမှာကိုနေရင်းနဲ့အနောက်နိုင်ငံရဲ့ကျုံဖြစ်သွားလိမ့်မယ်ရှင်။ဟုတ်ပြီ။ဒါဆိုရင်အနောက်နိုင်ငံရဲ့ကျုံဖြစ်သွားပြီဆိုရင်တော့တတ်တာပြီလားဆိုရင်မတတ်တာပါဘူးရှင်။အနောက်နိုင်ငံနဲ့တရုတ်နိုင်ငံမတည့်ဘူးလေ။ဒီတော့တရုတ်နိုင်ငံဘေးမှာရှိနေတဲ့ကျမတို့နိုင်ငံကအနောက်နိုင်ငံရဲ့ကျုံဆိုမှတော့တရုတ်နိုင်ငံကကျမတို့တီးမှာပဲရှင်။အဲ့လိုအခြေအနေလေကျမတို့နိုင်ငံကျုံကိုကျုံသွားမှာပဲရှင်။ သူ့ကိုပြက်မလွတ်ပေးလိုက်တဲ့အချိန်ကျတော့ဒီလိုအခြေအနေတွေကြုံရတာပဲပြီးတော့မိဘပြည်သူတို့အနေနဲ့အစိုးရနေရာမှာဆိုဘယ်လိုများဆုံးဖြတ်မှာလဲရှင်အတားကြောင့်ကျွန်မအမြဲတမ်းပြောပါတယ်တရင်နဲ့ဆက်တိုင်းမှာဒေါအောင်ဆန်းစုကြည်ကိုပေါ့နော်သူနဲ့သူနဲ့အကိုက်ညီဆုံးဥပမာကတော့ဒေါအောင်ဆန်းစုကြည်ဟာတကယ်ကိုမြမာကြီးဦးကောက်ပါပဲရှင်ဘယ်နာထားလို့ထားရမှာမသိလောက်အောင်ပြဿနာကြီးတယ်သူတယောက်သာဖြစ်ပါရဲ့ရှင်ဒီနေ့မှာဆိုရင်လည်းကျွန်မမနေ့ကတင်ဆက်တဲ့တရင်ရဲ့အဆက်လေးပါပဲရှင် ထပ်မံပြီးပေါ်ထုတ်စရာရှိရပဲကျွန်မတင်ဆက်ပေးချင်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကပြည်သူ့ကိုအသုံးချခဲ့ပါတယ်ရှင့်။အသုံးချခဲ့တယ်၊လိန်ညာခဲ့တယ်ရှင့်။အဲ့ဒါလေးကိုကျွန်မတက်တဲ့ပြချက်လေးနဲ့တေချာလေးထုတ်ပြန်ပေးပါမယ်။အမထုတ်ပြန်ခင်မပြောပြခင်မှာကျေးဇူးတင်ချင်တာကဒေါဆန်းဆန်းမော်ကျွန်မအရင်ကျေးဇူးတင်တယ်။ဒီပေါ့နော်ဒေါဆန်းစုကြည်ရဲ့ထွက်ဆိုချက်တွေကိုကျွန်မတို့သိအောင်ပြပေးရအတွက်ကျွန်မတော်တော်ကျေးဇူးတင်တယ်ရှင့်။သူပြပေးလို့သာဒေါဆန်းစုကြည်ရဲ့အစ္စရာကိုကျွန်မတို့ဖော်ထုတ်နိုင်တာဖြစ်ပါတယ်ရှင့်။ တော်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်ထဲမှာမိဘပြည်သူတို့တွေ့ရတိုင်းပါပဲ9ရက်2လ2021ရက်နေ့မှာပိုချုပ်ကြီးတယောက်နဲ့ဒုပိုချုပ်ကြီးတယောက်ရောက်လာတယ်ပြီးရခါမှာအဲ့သူ့ကိုအဲ့ဒီနေ့မနက်ကထွက်တဲ့မြဝတီသတင်းစာ6ရက်ကိုပေးခဲ့တယ်ဆိုပြီးရေးထားပါတယ်ရှင့်ဒီတော့သူ့ကိုပေးခဲ့တဲ့မြဝတီသတင်းစာ6ရက်ထဲမှာဘာတွေပါလဲဆိုတာကျွန်တော်တို့လေ့လာကြည့်ရအောင်ရှင့်ကျမကူပြသထားတာကတော့9ရက်2021ရက်နေ့မှာထွက်ခဲ့တဲ့မြဝတီသတင်းစာရဲ့စာမျက်နှာလေးပဲဖြစ်ပါရဲ့ရှင်။ ဒီသတင်းစာမှာဆိုရင်ပြည်တော်စုတမရမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစိုးမှုကြီးမင်းအောင်လိုင်ကနိုင်ငံတော်ရဲ့အခြေအနေအရရက်ကိုပြည်သူလူထုကိုမေးခွန်းပြောကြားခဲ့တဲ့သတင်းဖြစ်ပါတယ်။အဲ့ဒီမေးခွန်းနဲ့ပါဝင်တဲ့သတင်းစာကိုဒေါ်အောင်ဆန်းစုကြီးလက်ထက်ကိုဒီဘိုချုပ်ဟာထည့်ပေးခဲ့တာဖြစ်ပါရှင့်။ ကျမအနေနဲ့သတင်းစာကိုလေ့လာလိုက်တဲ့ခါမှဆိုရင်ဘိုးကျုံမှုကြီးပြောတဲ့မေကုန်းနဲ့မှာရွေးကောက်ပွဲအတွက်တက်မတော်အနေနဲ့ပေါ့နော်လှုပ်ဆောင်တဲ့ကိစ္စရက်တွေဘာကြောင့်အာနာထိန်းရတာဆိုတဲ့ကိစ္စတွေနဲ့ရွေးကောက်ပွဲသမိုင်းကြောင်းတွေရှင်းပြထားတယ်ပြီးတော့ UEC ကလှုပ်ဆောင်နေပေါ့နော်သူတို့ဒီ2020ရွေးကောက်ပွဲကျင်းပတဲ့ခါမှာအစိုးရပေါ့နော် NLD အစိုးရရဲ့လက်အောက်ကနေ UEC ကလှုပ်ဆောင်တဲ့ကိစ္စတွေမတော်မှမှုတွေရှိနေဆိုတဲ့အကြောင်းပြီးတော့တက်မီသားစုတွေကစ UEC ရဲ့စကားကိုနားထောင်ပြီးတော့တက်မဲယုံတွေကိုအပြင်ထုတ်ပြီးတော့သူကိုယ်တိုင်ပေါ့နော်တက်ရဲ့တက်မဲယုံအပြင်ပါတက်မဲယုံမှာသွားပြီးတော့ မဲပေးခဲ့တယ်ဆိုရင်အကြောင်းတွေကိုသူကနေပြီးတော့ဒီမေကွန်းထဲမှာတိကျစွာရေးသားထားပါတယ်ရှင့်ဒါအပြင်မေကွန်းထဲမှာအရန်ရေးကြည့်တဲ့အချက်၅ချက်ကိုလည်းပြောထားပါတယ်။အဲဒီအချက်၅ချက်ကတော့ဒီနိုင်ငံတော်တာဝန်ပေါ့နော်ဒီ NASA ကအစိုးရအနေနဲ့ဆက်လက်ထမ်းဆောင်တဲ့အခါမှာ road map ၅ချက်ကို စ조사ဆောင်ရွက်သွားမယ်ဆိုပြီးရေးထားပါတယ်အဲ့ရိုမန်၅ချက်တည်းကပထမဆုံးချက်က UEC ကိုသူကနိုင်ငံတော်ကနေပြီးတော့နောက်ဆက်ကအစ်စ်ပြန်လဲဖွဲ့စည်းမယ်ပြီးလို့ရှင်မဲစိတ်နေစစ်ပေးမယ်လို့ရေးထားရရှင်နောက်ဆုံးအရေးကြီးတဲ့နံပါတ်၅အချက်ကတော့ရေးဖို့ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေနဲ့အညီတဲ့ဆောင်ရွက်ပြီးစီမယ်ဆိုရင်ဖွဲ့စည်းဖို့အခြေခံဥပဒေနဲ့အညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွက်ောက်ပွဲကိုပြန်လဲကျင်းပပေးပြီးတော့အနိုင်ရတဲ့ပါတီကိုဒီမိုကရေစီစံချိန်စံညွန့်နေနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်ပြီးနိုင်ငံရေးကိုဆက်လက်လှုပ်ဆောင်စေပါမယ်ဆိုပြီးတော့ရေးသားထားမိကုန်းထဲမှာပြောကြားထားပါတယ်ရှင့် ဒါအပြင်မိန်ကုံးရဲ့နောက်ဆုံးမှာတတိချာချာ highlight လုပ်ပြီးတော့ဆက်လုံးအနက်နဲ့ဖော်ပြထားတာကတော့တက်မတော်အနေနဲ့စီကံပြေးွားတဲ့ပါတီစုံဒီမိုကရေစီအတွက်ကိုလိုအပ်သလိုဆောင်ရွက်နေရတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်တိုင်းရင်းသားပြည်သူတရက်လုံးအနေနဲ့စိတ်ခံစားမှုထက်ပကတိအချက်လက်တွေအမှန်တရားတွေကိုရှေ့ရှုပြီးတော့လက်တွဲညီညီဆောင်ရွက်သွားကြပါစို့လို့မြစ်တာအခန့်တိုက်တွန်းလိုပါတယ်ဆိုပြီးတော့တက်ချုပ်ကြီးကမိန်ကုံးမှာပြောကြားထားပါရှင့်။အဲ့ဒီမိန်ကုံးပြောကြားထားတဲ့တည်င်းကိုဒေါ်ဆန်းစုကြီးလက်ထက်ကိုထည့်ပေးခဲ့တာပါ။ဘာကြောင့်ထည့်ပေးခဲ့တယ်လို့ထင်ပါတယ်ရှင့်။ မြန်မာနိုင်ငံမှာ2021မှာဖေဖော်ဝါရီလမှာ31ရက်နေ့ညမှာအာနာထိမ့်မှုဖြစ်စဉ်ဖြစ်ခဲ့တယ်။အဲ့ဒီကနေပြီးတော့82နှစ်ဆိုတဲ့ဂျင်းကိုလီဘောတွေပြီးခဲ့တယ်။ မှတ်မိကြမှာပေါ့နော်82နှစ်ခဏနားရမယ်ဆိုပြီးတော့ပေါ့နော်တို့တို့82နှစ်ငြိမ်နေလို့ရှိရင်ဘာဖြစ်လဲအာနာထိန်းတာကိုလက်မခံပါဘူးဆိုပြီးတော့တို့ကတို့ဂျင်းနေမိပြီးတော့82နှစ်ငြိမ်ကြတယ်ပြီးရဲ့ခါမှာတို့82နှစ်မပြည့်ခင်မှာပဲအာငါတို့အညာမိပြီဆိုပြီးတော့တို့ချင်းချင်းပဲဂျင်းထဲတာနော်ခင်ဗျာတို့ချင်းချင်းပဲဂျင်းထဲပြီးတို့ချင်းချင်းပဲဟိုလဲတို့ပတ်တူတွေရှောက်ပြောပြီးလှုပ်လိုက်ကြပြီးရဲ့ခါမှာဖေဝါရီလ2ရက်နေ့မှာစပြီးတော့ဆန္ဒပြတဲ့ကိစ္စရန်ကုန်လှဲတာမှာစလုပ်တယ်ရှင့်အဲ့ဒီအနေမှာမန္တလေးတို့ဘာလို့ပြန်နှံသွားတယ် ပြီးရခါမှာဒီပြင်မနာတို့ဘာတို့မှာစပြီးတော့လှုပ်ဆောင်တာဖြစ်ပါတယ်။ဒီတော့ဒေါန်ဆန်းစုကြည်စီကိုကိုရဲနေမှာဗိုလ်ချုပ်ကရောက်လာတဲ့အကြောင်းရင်းဒီသတင်းစာကိုသူ့လက်ထက်ထည့်ရတဲ့အကြောင်းရင်းကအပြင်မှာဖြစ်နေတဲ့ကိစ္စတွေကိုသူ့အမှန်တိုင်းလာပြောပြတာရှင့်။ဗိုလ်ချုပ်ဆိုတဲ့အဆင့်ကလာတာနော်။ပြီးတော့တက်မှာဆိုရင်ဒေါန်ဆန်းစုကြည်ကိုအမကြီးလို့ခေါ်ကြတယ်။ဘာကြောင့်ခေါ်ရလဲဆိုတော့ဒေါန်ဆန်းစုကြည်ကတက်မတော်ရဲ့ဖခင်ဖြစ်တဲ့တက်မတော်ရဲ့ဖခင်လို့သတ်မှတ်ထားကြတဲ့ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်နေတဲ့အတွက်လေးစားစွာနဲ့အမကြီးလို့ခေါ်တာရှင့်။တက်ချုပ်ကဆဒေါန်ဆန်းစုကြည်ကိုအမကြီးလို့ပဲခေါ်တယ်။ ီတော့မိဘပြည်သူများလက်စီမှာမြင်အောင်ကြည့်လိုက်ပါ9ရက်နေ့2လပိုင်း2021မှာဗိုလ်ချုပ်ပါဆိုရင်သတင်းစာမြောက်ပြည်သတင်းစာလေးကိုင်ပြီးတော့ဒေါ်သူညစီရောက်လာမယ်အမကြီးရေတိုင်းပြည်မှာတော့လူငယ်တွေလူတွေစပြီးလမ်းပေါ်ထွက်လာပြီဒီလိုလမ်းပေါ်ထွက်အောင်လုပ်တာလည်း NLD ကနေပြီးတော့ Facebook page ကနေအမကြီးကထွက်ခိုင်းပါတယ်ဆိုတော့စာနဲ့ဥဝင်ထင်ကတင်လိုက်လို့လူငယ်တွေကတကယ်ထွက်လာကြပြီ ကြာကြာဒီလိုလွတ်ထားရင်အမကြီးတို့ကြုံခဲ့ဦးတဲ့1988ကိစ္စလိုမျိုးသွတ်ထွက်တမ်းတွေဖြစ်လာမယ်နှိမ်နေရတဲ့အခါတွေဖြစ်လာမယ်ဒါပြင်ဟိုအေးချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကြားထဲမှာပူးကပ်ပြီးရောက်လာတာနဲ့အပြက်အမောက်သမားတွေအပြက်အမောက်ကိစ္စရတဲ့ကြောင့်နိုင်ငံတော်မှာလည်းထိကပ်မယ်ပြည်သူလည်းထိကပ်မယ်မာကြီးရေဒါကြောင့်မာကြီးနေနဲ့ NLD တွေကိုတားပေးပါဆိုပြီးတော့လာပြီးတော့တောင်းဆိုတာပဲဖြစ်ပါလိမ့်မယ်ရှင့် ီလိုတောင်းဆိုတဲ့အခါမှာနိုင်ငံတော်အနေနဲ့ဒီလိုလှုပ်ဆောင်ချက်လေးလုပ်နေပါတယ်ပါတီစိုးရွေးကောက်ရွေးကောက်ပွဲလည်းပြန်ပြီးကျင်းပပေးမှာပါအမကြီးဒါကြောင့်အမကြီးဒါလေးဖတ်ကြည့်ပါဆိုပြီးတော့သတင်းစာကိုပေးသွားခဲ့တာဖြစ်ပါရဲ့ရှင့်ကျွန်မခုလိုတိကျပြောနိုင်တာကဒေါ်စန်းစုကြည်ရဲ့ထွက်ဆိုချက်ကိုဖတ်လိုက်ရတာကြောင့်ပဲဖြစ်ပါတယ်သူကိုယ်တိုင်ထွက်ဆိုထားတဲ့အချက်တွေကိုပဲကျွန်မဖြန့်ကျက်ပြီးတော့တွေးပေးတာဖြစ်ပါရဲ့ရှင့်ဒီချိန်မှာဒေါ်စန်းစုကြည်ညင်းလိုက်တယ်လေမြန်မာနိုင်ငံမှာဘာတွေစဖြစ်နေပြီဆိုတာသူသိရတဲ့ညင်းလိုက်တယ်လေဒီလိုညင်းလိုက်တဲ့အတွက် သူကိုယ်တိုင်ဘာမှမတားမြစ်ခဲ့တဲ့အတွက်အချိန်လေးတွေစိုးဝါစွာဖြစ်ပွားသွားခဲ့ရတာရှင်။ဒါကိုငါငါခခွေးနဲ့ तू ကမသက်ဆိုင်လို့ပြောချင်တာလား။နိုင်ငံတော်မှာရှိရပြည်သူတွေကို तू သုံးချခဲ့တာလားမချခဲ့တာလားရှင်။မိဘပြည်သူတွေပဲစဉ်းစားကြည့်ကြပါအောင်ရှင်။နောက်ထပ်ပေါ်ကျင်တာလေးတစ်ခုကတော့အင်မတန်ရေးကြီးပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အတွင်းစိတ်ကိုကျွန်မမိဘပြည်သူများနဲ့ PDF လူငယ်တွေသိအောင်ကျွန်မပြောပြချင်တယ်ဒီလား။ဒေါအောင်ဆန်းစုကြည်ဒီမိဘပြည်သူတွေ PDF လူငယ်တွေသူ့အတွက်တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့အမေစုချစ်သူများတွေကိုတကယ်ချစ်ခဲ့လား။တကယ်ရော စိုးရိမ်စိတ်ရှိရတာဆိုတာကျွန်တော်ပြောပြမယ်ရှင်။ The Guardian သတင်းစာမှာပေါက်ကြားထားတဲ့ရုပ်သံဖိုင်မှတ်မိပါပေါ့နော်။အဲ့ဒီရုပ်သံဖိုင်နဲ့သူက The Guardian သတင်းစာကနေပြီးတော့စောင်းပါလေးရှိထားရရှင်။သူတို့ကအရင်ရုပ်သံဖိုင်တစ်ခုလည်းမဟုတ်ဘူး။အများကြီးရှိတယ်ပုံရပါတယ်။သူရေးထားတဲ့စောင်းပါတွေမှာဆိုရင်ကျွန်မပြပါမယ်နော်။ meditation reading isolation ဆိုတဲ့အပိုင်းမှာရေးထားတဲ့စာကိုကျွန်မဖတ်ပြပါမယ်ရှင်။ဘာသာပြန်လိုက်မယ်ဆိုရင်တောင်ဆန်းစုကြည2021ခုနှစ်ကစတင်ပြီးတော့တဲ့စစ်ဆိုးကထိန်းချုပ်ထားတဲ့သတင်းစာတွေကိုလက်ခံရရှိခဲ့ရဆိုပြီးဖော်ပြထားပါရှင့်။တောင်ဆန်းစုကြည2021ကနေစပြီးထောင်ထဲမှာနေစဉ်နေတိုင်းသတင်းစာဖတ်ရတယ်ရှင်။ ဒီတော့ကျမတို့သတင်းစာလေးတွေစာမျက်နှာလေးကျမပြသပါမယ်။အခုပြသထားတာကတော့2021ဩဂုတ်လ28ရက်နေ့မှာထုတ်တဲ့ဂျေးမုံသတင်းစာရဲ့စာမျက်နှာဖြစ်ပါတယ်။အဲ့ဒီသတင်းစာမှာဆိုရင်ငွန်တိုင်းဒေသကြီးမှာဩဂုတ်လအတွင်း PDF အကြမ်းဖက်သမားတွေဖမ်းဆီးရမိမှုမှတ်တမ်းတပ်ပုံတွေကိုတွေ့ရမှာဖြစ်ပြီးတော့သတင်းစာရှင်းလင်းပွဲဆိုပြီးသတင်းပါတယ်ပေါ့နော်။မိဘပြည်သူတို့မြင်တွေ့ရတဲ့ပုံရိပ်တွေကတော့သတင်းစာရှင်းလင်းပွဲမှာနိုင်ငံခြားတန်ရုံကကိုယ်စားလှယ်တွေသတင်းမီဒီယာတွေကလာရောက်ပြီးတော့ ီအချက်လက်တွေပေါ့နော်အကျံပတ်သမားတွေအဲ့ကလေးကအကျံပတ်လှုပ်ရှားမှုတွေလုပ်နေပြီရှင်။အဲ့ဒီကိစ္စရတွေကိုရှင်းပြတာကိုလာပြီးတော့ကြီးစုလေ့လာကြတဲ့ဓာတ်ပုံလေးဖြစ်ပါတယ်။သတင်းစာတွေမှာပါတာနော်။အဲ့ဒီသတင်းစာတွေသူ့လက်ထဲကိုရောက်နေဆိုတော့ The Guardian ပေါ်ပါပဲကျွန်တော်တို့သိရတာရှင်။ဓာတ်ပုံထဲမှာလက်နက်ဖန်ဆီးရမှုတွေပါပေါ်ပြထားတယ်ရှင်။ဒေါက်ဆန်းစုကြည်အဲ့ဒါတွေအားလုံးကိုသိနေခဲ့ပါတယ်။နေ့စဉ်နေ့တိုင်းမြန်မာမှာဘာဖြစ်နေလဲဆိုတာကိုသတင်းစာကနေတဆင့်သူသိနေခဲ့ပါတယ်ရှင်။ဒါလို့ဆိုရင်တော့ဒေါက်ဆန်းစုကြည်ရဲ့အတွင်းစိတ်ကိုသဘောပေါက်လိုက်ပြီလို့ထင်ပါရှင်။ဒီတော့ဒေါက်ဆန်းစုကြည်ဟာဘာကြောက်ဒီလိုမျိုး နိုင်ငံသားတွေပေါ်မှာသုံးချရတာလေဆိုတဲ့အရာကိုလည်းပြောပြဖို့တင့်တယ်လို့ထင်တယ်ရှင့်ဒါလေးကိုကြတော့ကျွန်မသတင်းသုံးသပ်အချက်အနေနဲ့ပြောပြပါမယ်ရှင့်ဒေါန်ဆန်းစုကြည်ရဆိုရင်နိုင်ငံတော်အတိုင်းအမြံကပုံကိုနေနဲ့တောင်းဝန်ထမ်းဆောင်တဲ့အချိန်မှာဆိုရင်နိုင်ငံပိုင်မြေကွက်တွေကိုမလျော်အာဏာသုံးဆွဲပြီးတော့နိုင်ငံနိုင်ငံမောင်းတော်မှာပေါ့နော်ပေါက်ဈေးထက်ယုံနေတဲ့ဈေးနှုန်းတွေနဲ့မြေကွက်တွေရာထောင်ချီပြီးရှုခဲ့တယ်ရှင့်ဧကအောင်ရာနဲ့ချီရှုခဲ့တယ်ပြီးရခါမှာဖောင်ဒေးရှင်းတွေသူ့ဖောင်ဒေးရှင်းတွေပေါ့နော်ထောင်းတယ်ပြီးတော့ NLD ပါတီအတွက်ကိုပါတီရုံးတွေစိုက်ဖို့အတွက်ကို မြေနေရာတွေအများကြီးကိုအာနာသုံးပြီးတော့ရယူခဲ့တာရှိရဲ့ရှင့်။ဒါအပြင်တော့ဆန်းစုကြည်စီးခဲ့တဲ့ရဟတ်ရင်မှတ်မိမှာပေါ့နော်။ကယ်ဆယ်ရေးကြောက်ပြပြီးရဟတ်ရင်ဝဲတဲ့ကိစ္စကနိုင်ငံတော်ဘက်ဆက်နဲ့ဝဲခဲ့တာရှင့်။ဝဲတာအပြင်ကိုအဲ့ရဟတ်ရင်ကအဲ့ဒီခက်မှာပေါက်ဈေးထက်နှစ်တန်းကျော်ပိုးပြီးပြီးတော့ဝဲခဲ့တာ။အဲ့ဒီရဟတ်ရင်ကိုလာပြီးတော့သူ့ရောင်းပေးခဲ့တဲ့သူကတော့တော်တော်ထောသွားမှာပဲ။နိုင်ငံတော်ဘက်ဆက်နဲ့နော်ပေါက်ဈေးထက်ကိုနှစ်တန်းကျော်ပိုးပြီးတော့ပေးခဲ့တာရှင့်။ဒါအပြင်လွှတ်တော်တော်မသိလိုက်ပဲနဲ့ဒေါ်လာ1ဘီလီယံကျော်ကျော်ကအမေရိကန်နိုင်ငံကဘဏ်တစ်ခုလည်းရောက်ရှိနေတဲ့အကြောင်းရင်းတွေ မဝိတ်နဲ့ဥဖြိုးမင်းသိန်းစီကနေပြီးတော့ရွှေတွေဒေါ်လာတွေလက်ခံရရှိခဲ့တဲ့အကြောင်းရင်းတွေဒါကဥဖြိုးမင်းသိန်းကိုယ်တိုင်ပေါ်ထားတာနော်ဒါပြင်ကိုသူ့ရဲ့အိမ်မှာဆိုရင်တရားမဝင်တဲ့ဆက်သွယ်ရေးပစ္စည်းတွေပေါ့နော်နိုင်ကျမတို့နိုင်ငံကဘယ်ဆက်သွယ်ရေးကွန်ရက်ထဲမှာချိတ်ဆက်ထားခြင်းမရှိတဲ့ဆက်သွယ်ရေးပစ္စည်းတွေနဲ့သူကဘယ်သူ့ကိုဆက်သွယ်နေရလဲရှင်ဘယ်ဖွဲ့စည်းကိုဆက်သွယ်နေရလဲရှင်ဒါပြင်ကိုကျမတို့နိုင်ငံရဲ့နိုင်ငံတော်ရဲ့အတွင်းစည်းတွေကိုနိုင်ငံသားသားအကြံပေးဆိုပြီးတော့အယောက်60ကျော်100လောက်ကိုထည့်ထားတဲ့ကိစ္စရဲ့တွေ့ဒါတွေအားလုံးထောက်ရှုလိုက်မယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ တချို့တူဖြစ်နိုင်တယ်ဆိုပြီးတော့ကျွန်မတို့ကသတ်မှတ်လို့ရတယ်ရှင်အဲ့ဒီသတ်မှတ်ချက်ကလည်းတက်သေးလေးစုံလင်သွားတဲ့အတွက်နိုင်ငံတော်တစ္ဆောက်ဖောက်မှုတွေမှာဒေါ်အောင်ဆုံးကျူကြီးပါဝင်ပတ်သက်ပြီးတော့ထောင်သွင်းအကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်မဲမတမမှုတစ်ခုတည်းကြောင့်သူ့ကိုရေးယူခဲ့တာမဟုတ်ဘူးရှင်နိုင်ငံတော်ကိုတစ္ဆောက်ဖောက်တဲ့အမှုတွေပါအားလုံးပါဝင်ပတ်သက်နေလို့ရေးယူခဲ့တာဖြစ်ပါရှင်ကိုရဲ့နှစ်လ2021မှာရောက်လာတဲ့ပုံစံကဒေါ်အောင်ဆန်းစုကြည်ကိုအပြင်မှာဖြစ်နေတဲ့ကိစ္စတွေပြောပြီးတော့တားမြစ်ခိုင်းတာအပြင်နိုင်ငံတော်ရဲ့ရှေ့လုပ်ငန်းစဉ်တွေပါဝင်နေတဲ့သတင်းစာကိုပါပေးခဲ့တာဒီသတင်းစာထဲမှာရေးထားတာက ရွေးကောက်ပွဲကိုပြန်ပြီးတော့လုပ်ပေးမှာမင်းမသားမမတို့ရှင်ပြီလို့ရှင်6လအာနာထိန်ခဲ့တာပေါ့နော်ရေးပေါ်ကာလကြေညာပြီအာနာထိန်ခဲ့တာအဲ6လပြည့်လို့ရှင်ရွေးကောက်ပွဲပြန်လုပ်ပေးမှာ NLD အနေနဲ့ကမင်းမသားမမတွေဒါတွေဖြည့်ရှင်ပြီလို့ရှင်ရွေးကောက်ပွဲဝင်လို့ရတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်အနေနဲ့ကသူလုတ်ထားတာကမင်းမသားမမအပြင်ကိုနိုင်ငံတော်တစ္ဆာဖောက်မှုတွေပါဝင်နေရဲ့လေဒီတော့ NLD ကဂွေလုံးကျွတ်လွတ်သွားတယ်ဆိုတော့မှသူလွတ်နိုင်စရာအကြောင်းမရှိတော့ဘူးရှင့် ဒီတော့သူဟာဆိုရင်ငါးနှစ်အတွင်းမှာလှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တွေကငါ့ကိုတက်မလို့တဲ့နိုင်ငံတော့တနေ့တော့တိသွားမယ်ဖမ်းဆီးရေးယူနိုင်တယ်ဒီလိုဖမ်းဆီးရဲ့ချိန်ကျရင်လူတို့အောက်အသုံးချပြီးတော့ငါပြန်ထွက်လာအောင်လုပ်မယ်ဆိုတဲ့ view ဟာကိုသူမကစီစဉ်ခဲ့တာဖြစ်ပါရဲ့ရှင်ဒေါန်ဆန်းစုကြည်ကယနေ့အချိန်ထိသတင်းစာဖတ်နေသေးပါပဲ CRPH ကနေစတင်သွားတဲ့ PDF တွေမြန်မာနိုင်ငံသားတွေကိုနေ့စဉ်တက်ဖြတ်နေတာတွေကိုသတင်းစာကနေတစဉ်သူတိနေသေးပါပဲဒါပေမဲ့ယနေ့အချိန်ထိဒီအဖွဲ့တွေကိုသူဟာဆိုရင်တားဆီးခြင်းမရှိသေးပါဘူးရှင်ဒါဟာသူမြန်မာနိုင်ငံပေါ်မှာထားတဲ့တကယ့်စေတနာအစစ်အသားဖြစ်ပါတယ် ်ဒေါ်ဆန်းစုကြည်ကအကြမ်းဖက်တဲ့လုပ်ငန်းစဉ်ကိုအားပေးထောက်ခံတဲ့သူမဟုတ်ဘူးဒါပေမဲ့သူ့ကိုအကြောင်းပြုပြီးတော့တခြားသူတွေကအကြမ်းဖက်နေတာကိုတော့တားဆီးခြင်းမရှိတဲ့မသိကြောင်စောင့်နေတဲ့သူသာဖြစ်ပါရဲ့ရှင်။ဒီလောက်ဆိုတော့ဒေါ်ဆန်းစုကြည်ရဲ့အတွင်းစိတ်စေတနာကိုနားလည်လောက်ပြီးလို့ထင်ပါရဲ့ရှင်။ကျမအနေနဲ့နောက်နေ့တွေမှာလည်းထပ်ဖို့လို့ရတာရှင်ထပ်ပြီးတော့ဖော်ပါအောင်မယ်ရှင်။ဘာကြောင့်အဲ့လိုလုပ်ရတာလဲဆိုရင်ဒေါ်ဆန်းစုကြည်ကိုအခုချိန်မှာပြန်လိုချင်တဲ့သူတွေကညီမျိုးစုံနဲ့ပြန်ထုတ်ဖို့စူးစမ်းနေတာကိုနိုင်ငံတော်တိုက်ခါကိုပါထိပါလာလို့ရှင်။ နိုင်ငံတော်ကဒေါ်စန်းစုကြည်ကိုအပြစ်မရှိဘဲကျင်းချခဲ့တာမဟုတ်ဘူးအပြစ်ပေါင်းမြောင်များစွာကျူးလွန်ခဲ့တဲ့အတွက်နောက်ဆုံးနိုင်ငံတော်ကိုတစ္ဆာဖောက်တာတိလုပ်ခဲ့တဲ့အတွက်အကျဉ်းချခဲ့ရတာရှင့်ဒါကိုအပြစ်ကိုပေါ့အောင်ပြောဆိုပြီးတော့ဒေါ်စန်းစုကြည်ပြန်ဆွဲထုတ်ဖို့ကြိုးစားတာကနိုင်ငံတော်တစ္ဆာဖောက်တာပဲရှင့်ပြီးတော့ NLD ရဲ့မာယာထဲမှာကျမတို့ဘက်ကသူတွေမျိုးလင်းချက်တစ်ခုပေးထားရှိတယ်။ဒေါ်စန်းစုကြီးပြန်ထွက်လာတဲ့ဒီကိစ္စအားလုံးအေးချမ်းတော့မယ်။ PDF တွေဒါရင်ဆက်မလုပ်တော့ဆိုမျိုးလင်းချက်ပေးထားတယ်။ အဲ့ဒီမျောလင်းချက်ကိုဖြစ်နိုင်ခြေရှိလားမရှိလားဆိုတော့ကျွန်မခုမှတ်လေးနှစ်ခုပဲပြမယ်ရှင်မိဘပြည်သူကြည့်လိုက်ပါအောင်မနေ့ကဒေါန်စန်းကြီးကြောင့်တင်တဲ့ခါမှာကျွန်မအောက်မှာလာရေးသွားတာဖြစ်ပါတယ်ဒီလိုခုမှတ်နေကျွန်မတရင်အောက်မှာအေးရန်တွေ့ရတယ်ရှင်ရေးထားတာက PDF ဆိုတာတဲ့မေးစုတယောက်တည်းအတွက်မဟုတ်ဘူးမြန်မာပြည်သူလူထုအားလုံးအတွက်အသက်ပေးတိုက်ပွဲဝင်နေတာလို့ခဏခဏရှင်းပြတယ်ရာဇာပြောသလိုမအားလာစခအုပ်စုနဲ့တောက်တိုင်တွေမှာနားလည်နိုင်တဲ့နှစ်ထင်မရှိဘူးဆိုပြီးသူရေးထားရရှင်။နောက်ထပ်ရေးထားတာလေးတစ်ခုလည်းဖတ်ကြည့်လိုက်ပါအောင်ရှင်။သူရေးထားတဲ့အတိုင်းကျွန်မအတိအကျဖတ်ပြပါမယ်။ ဘာတွေကြောက်ပေါက်ကြကြတဲ့စစ်ခွေးအကုန်ကိုရှင်းပါတော့တော်လန်ရေးကဒေါန်စန်းစီတယောက်ထဲတော့မဟုတ်ဘူးတနိုင်ငံလုံးစခကင်းစင်မို့တိုက်နေတာကျမအိတ်စကောက်ခန်းတာပစံကမထွက်ချင်မရှင်သူကမိုင်ရိုင်းလုံးနေနော်စခနဲ့ဘောမတွေကညံနေတဲ့ခလေးကွက်တွေလာနေနေတယ်စခနဲ့ဘောမတွေနေအပါဝင်အကုန်တေးရမယ်မှတ်ထားဆိုရေးထားရှင့်သူတို့ရဲ့ဒေါ်လာရေးကဒေါ်လာဆန်းစုကြည်ဦးတည်နေရမှာမဟုတ်ဘူးဆိုတော့သူတို့ကိုယ်တိုင်ဝန်ခံထားတာရှင်ဒေါ်လာဆန်းစုကြည်ပြတ်ထွက်လာတဲ့ပီတက်တွေကအသိဉာဏ်ရရှာကြောင်းလည်းမရှိသူတို့လှုပ်ရှားရှာဆက်လုပ်သွားမှာသူတို့ပြောရရှင်းရှင်းလေးသူတို့တိုက်နေတာကတတ်မတော်တိုက်နေတာဒေါ်လာဆန်းစုကြည်တို့ကမဟုတ်ဘူး ဒီတော့တပ်မတော်ရှိနေတွေ့သူတို့ရဲ့လုပ်ငန်းစဉ်ကလုံနေအောင်မှာပဲဆိုတော့မိဘပြည်သူစဉ်းစားတဲ့နှစ်ချက်ပဲရှိမယ်။ကိုယ့်ရဲ့တပ်မတော်ကိုအပီးတိုင်းသူတို့ရဲ့စိတ်အတိုင်းပေါ့နော်သူတို့လိုချင်တဲ့စိတ်ဆန္ဒအတိုင်းဖြိုချလိုက်မလား။ဒါမှမဟုတ်လို့ရှင်ဒီကောင်တွေပြက်ရှင်မလား။ရွေးစရာနှစ်ခုပဲရှိရဲ့ရှင်။ဒေါန်စန်းစုကြည်ကဘယ်နာမှသုံးလို့မရတော့ရှင်။သူတို့ကမိဘပြည်သူတို့တသက်မျောနှက်ချက်တွေပေးပြီး NLD ကရွေးကောက်ပွဲမှာထပ်ပြီးတော့ပါဝင်လာနိုင်ဖို့အတွက်ကိုဘျူဟာခင်းနေရရှင်။ဒီထောင်ချောက်ထဲမဝင်ဖို့အတွက်ကိုဒီမှာတစ်ခါလေးပြောပြတာပါရှင်။ ကျမောင်းနိုင်ငံကိစ္စရပ်တွေကပကတိအရှိတရားပိုင်းအတိုင်းပဲဖြည့်ရှင်းရတော့မှာဖြစ်ပါတယ်။အကြံရရေးကောက်ပွဲလာတော့မယ်မြန်မာနိုင်ငံမှာအရေးချင်းရှိရဲ့ပါတီအများရှိရဲ့ NLD မပါလဲကျမတို့ရွေးကောက်ပွဲကောင်းကောင်းလုပ်နိုင်တယ်နိုင်ငံတော်စီကံပြေဝါဒီမိုကရေစီဖြစ်အောင်ကျမတို့တည်ဆောက်လို့ရတယ်ရှင့်။ဒေါန်ဆန်းစုကြည်မပါလဲကျမောင်းနိုင်ငံရှေ့ဆက်ရှောက်နေရမှာပဲ။အဲ့ဒါကိုနိုင်ငံတော်သိခါရဲအကြခံပြီးတော့ဒေါန်ဆန်းစုကြည်ကိုပြင်းပြင်းလှုပ်ပေးခဲ့တဲ့အတွက်ဒီလိုမျိုးပြဿနာတွေအကြီးဖြစ်သွားခဲ့ရတာ။ ဟိုးတောင်ထိပ်ကနေပြီးတော့လိမ့်ကျလာတဲ့ဂဲလုံးလေးတစ်လုံးလိုပဲရှင်နှင်းနေဖုံးနေတဲ့တောင်ထိပ်ကနေဂဲလုံးလေးတစ်လုံးကိုပစ်ချလိုက်မယ်ဆိုရင်ဟိုးတောင်ချီရောက်တဲ့အချိန်ကျလို့ရှင်ဂဲလုံးလေးကအဲ့ဒီ site တိုင်းပဲရှိမယ်လို့ထင်လားရှင်မရှိပါဘူးနှင်းလုံးနေကြတဲ့မှာဂဲလုံးလေးဆင်းလာတာဖြစ်တဲ့အတွက်နှင်းနေကသူ့ကက်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 ပြီးလို့ရှင်အောက်လေးရောက်ကနှင်းအိတ်နှင်းလုံးရအကြီးဖြစ်လို့ရှင်အောက်မှာရှိတဲ့အိမ်တွေအဆောက်အဦတွေကိုဖျက်ဆီးသွားမှာရှင်ဒေါက်ဆန်းစုကြည်ကလည်းတောင်ထိပ်ကနေဆင်းလာတဲ့ဂဲတစ်လုံးပဲရှင်အရင်ကတည်းကသူ့ရဲ့လှုပ်ဆောင်ချက်တွေကိုပြက်ပြက်တသားနဲ့ခြေမုန်းခဲ့မယ်အရေးယူခဲ့မယ်ဆိုရင် ယနေ့လိုကိစ္စတွေမဖြစ်ပါအောင်ရှင့်ဒီတော့ဖြစ်လာပြီဆိုမှတော့သူ့ကိုငဲ့စရာအကြောင်းမရှိတော့ဘူးရှင့်ကျမတို့နိုင်ငံကိုပဲငဲ့ရပါမယ်ရှင့်ဒါကြောင့်ကျမတို့ကတော့ပေါ်စရာရှိရပေါ်မှာပဲတောင်ဆန်းစုကြည်ကိုချစ်တည်ဖြစ်စေမချစ်တည်ဖြစ်စေနိုင်ငံတော်မျက်နှာကိုသာကြည့်ကြပါရှင့်ဒါလေးတော့ကျမတရင်သုံးသက်ချက်လေးနေနဲ့ပြောပြလိုက်ပါစီရှင်။ကျမအနေနဲ့ဒီနေ့မှာတရင်လေးနှစ်ပုဒ်ပဲပြောဖို့စဉ်းစားရှိပါရဲ့ရှင့်။ဆက်ဆက်တရင်လေးပေါ့နော်။ဆက်ဆက်တရင်လေးနေနဲ့ PDF တွေပေါ့ရှင်။ PDF တွေအတွက်ကိုတက်မလို့အနေပြီးတော့ဘာလေးလှုပ်ဆောင်ပေးလဲဆိုတာလေးအရင်ဆုံးပြောပြမယ်ရှင့်။ ဒီတရက်ဖွဲ့တွေမှာကျမခုနပြောသလိုပေါ့ရှင် NLD တဲ့မူရမာယာတွေကြောင့်ရောရောင်တွေရောက်သွားတဲ့သူတွေအလင်းဝင်လို့ရရရှင်ဒီအလင်းဝင်တဲ့ပွဲလေးကိုဆိုရင်ဒီလွန်ခဲ့တဲ့ကာလတွေမှာလည်းအများအားကျင်းပခဲ့တာမျိုးပဲပြန်တွေ့ပါလိမ့်မယ်လွန်ခဲ့တဲ့ဇွန်လ20ရက်နေ့မှာဆိုရင်လည်းဥပဒေပေါင်းတွင်ဝင်ရောက်လာတဲ့ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ PDF အမိခံအဖွဲ့ဝင်တွေကို၎င်းတို့ရဲ့မိဘပြည်သူတွေထံကိုထပ်မံပြီးလွှဲအပ်ပေးအပ်ခဲ့တဲ့အခမ်းအနားလေးနဲ့ကျင်းပခဲ့ပါရှင့် ဒီခန်းသားလေးကိုဆိုရင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဇေယသီရိခန်းမမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါရဲ့ရှင်။အဲ့ဒီခန်းသားလေးမှာဆိုရင်လေတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်တိုင်းမှုပုံမှုချုပ်မျိုးမင်းထွေးနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေဥပဒေပေါင်းတွင်ဝင်ရောက်လာတဲ့ PD တက်ခွဲဝင်နေတဲ့သူတို့ရဲ့မိဘဆွေမျိုးတွေလည်းတက်ရောက်ကြပါရဲ့ရှင်။ကျွန်မမှတ်တမ်းတပုံလေးပြသပါမယ်ရှင်။အလင်းဝင်ရောက်လာတဲ့ PDF လူငယ်တွေရဆိုရင်အမျိုးသား22ဦးနဲ့အမျိုးသမီးစုစုပေါင်း24ဦးဖြစ်ပါရဲ့ရှင်။အဲ့ဒီလူတွေဝန်ခံပြီးလက်မှတ်ရေးထိုးတယ်။ပြီးရခါမှာသူတို့ရဲ့မိဘအုပ်ထင်းသူတွေထံကိုလွှဲပြောင်းပေးခဲ့ပါရဲ့ရှင်။ ဒါပြင်ဒီသတင်းထဲမှာရေးသားထားတာက PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုးတို့အနေနဲ့နိုင်ငံတော်ရဲ့ရှေ့လန်းစင်တွေမှာပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်သတ်မှတ်စည်းကမ်းချက်တွေနဲ့ညီဥပဒေပေါင်းအတွင်းကိုလက်နက်အနှံပြီးပြည်သူ့ဘဝကိုပြန်လည်ဝင်ရောက်ခြင်းပြုမယ်ဆိုရင်ကြိုးဆိုလက်ခံသွားမယ်ဖြစ်ကြောင်းဆိုပြီးတော့ထုတ်ပြန်ထားပါရှင့်နိုင်ငံတော်ဆိုတာထုတ်ပြန်ထားတာပေါ့နော်ဒီတော့တက်တော်အနေနဲ့လုံပေးနိုင်တဲ့အပိုင်းကအဲ့ဒါအကုန်ပဲရှင့်ဒီချိန်မှာလူငယ်တွေအနေနဲ့ပြည်မှုကျူးလွန်ထားခြင်းမရှိဘူးဆိုရင်အလင်းဝင်လိုက်တာတော့မှန်ကန်ဆုံးရွေးချယ်မှုပဲ။ဒေါက်ဆန်းစုကြည်လည်းမျောမနေနဲ့ဘသူ့မှလည်းမျောမနေနဲ့ရှင်။ကိုယ့်ရဲ့ဘဝကကိုယ့်ဘဝသာစဉ်းစားဆုံးဖြတ်တင်ပါပဲရှင်။တော်လည်းရင်းဆိုတော့လောက်ခဲ့တာလည်းပနနစ်ရှိပြီလေရှင်။ တော်လန်ရေးကိုယုံကြည်သေးရဲ့လားကိုကိုကိုအရင်ဆုံးပြန်မေးကြည့်ပါဘသူမှမမေးနဲ့တော့ကိုကိုကိုမေးသူများကမေးနေတာမှသူများကကိုပေါက်ကြရပြောလို့ရှိရင်အဲ့မှာအတွေးခေါ်ကပြောင်းသွားနိုင်သေးရဲ့ကိုကကိုနှစ်ဖူးပေါ်လက်တင်ပြီးတတိယနှစ်လောက်စမ်းစားကြည့်ဒီချိန်မှာငါကတော်လန်ရေးကိုတကယ်ယုံကြည်သေးရဲ့ဆိုတော့လေသေရတိဆက်လို့ပေါ့ရှင်ကျမတို့မတားပါဘူးအေးမယုံကြည်တော့ဘူးဆိုရင်တော့ကိုကကိုပြန်ဆန်းစစ်ငါဟာဒီတော်လန်ရေးဆိုတာအကြောင်းအကြောင်းပြုပြီးတော့ပေါ့နော်မိဘပြည်သူတွေအပြစ်မဲ့တဲ့သူတွေတတ်ခဲ့လားအပြစ်မဲ့တဲ့သူတွေကိုမတရားကျင့်တာတွေလုပ်ခဲ့လားမရိုင်းခဲ့လားသူတို့ဘောင်းပေါ်မှာနှိပ်စက်ခဲ့လားရက်စက်ခဲ့လား ဲ့လိုလုပ်တယ်လုပ်ခဲ့လားမလုပ်ခဲ့ဘူးငါပီတက်ပဲလုပ်တာစစ်တပွဲတပွဲဝင်တိုက်တာတော့ရှင်းရှင်းလိမ့်မယ်ပေါ့နော်ဒါပေမဲ့သူများကိုနှိပ်စက်တာတတ်ဖြတ်တာရုတ်မာတာမရင်းကျင်တာမလုပ်ဘူးဆိုရင်တော့တက်မလို့နဲ့ဆက်သွဲပြီးတော့အလင်းဝင်တာတော့အကောင်းဆုံးရွေးချယ်မှုပဲရှင့်ဒါပြင်နိုင်ငံထဲမှာရှိတဲ့မိဘပြည်သူတွေအနေနဲ့ကလည်းဒေါအောင်ဆန်းစုကြည်လွတ်လာလို့ရှင်ပီတက်ဒီအလုံးငြိမ်သွားမယ်ဆိုတော့ညှော်လင့်ချက်အမားပေါ့နော်အဲ့ညှော်လင့်ချက်အမားကြီးကိုခေါင်းနဲ့ထည့်ထားပြီးတော့ဒါကြီးကဖြစ်နိုင်ရည်ရှိလားဆိုပြီးစဉ်းစားနေရထက်ဆိုင် PDF တွေကိုငါတို့ဘယ်လိုခြေမုံရမလဲ PDF တွေကိုခြေမုံနေတဲ့တပ်မတော်တိုင်းနဲ့ဘယ်လိုပူးပေါင်းပြီးတော့နိုင်ငံရဲ့လုံခြုံရေးကိုငါတို့ဘယ်လိုမျိုးကူညီဆောင်ရွက်ရမလဲဆိုတော့ကိုစဉ်းစားတာကတော့မှပို့ပြီးတော့နိုင်ငံအေဂျင့်ဘုတ်အတွက်နီးစပ်တယ်ဆိုတော့မမေ့စေချင်ပါအောင်ရှင့်ခါကြရင်ကျွန်တော်တို့ NLD ချက်မပြည့်မမပြည့်ပြောတဲ့စကားတွေကိုရင်မထက်ထည့်ပြီးတော့မျှော်လင့်ချက်ကြီးရဲ့တွေရှိလို့ပြောပြတာပါတစ်ဖက်သက်အချက်ဆိုတာလည်းရှိတယ်အဲ့လိုပဲဒေါန်ဆန်းစုကြီးလွတ်လာလို့ရှင့် PDF တွေအကောင်လုံးအေဂျင့်ဆိုတာနဲ့နေထိုင်တော့မယ်ဆိုတာကလည်းတစ်ဖက်သက်မျှော်လင့်ချက်ပဲရှင့်အဲ့ဒီမျှော်လင့်ချက်ကဘယ်တော့မှအပြည့်အဝဖြစ်လာမှာမဟုတ်ဘူးရှင့် ်ဒါလေးကသိရှိနားလည်စေဖို့အတွက်ကျွန်မတင်းသုံးသက်ချက်လေးကနေတေချာလေးအသေးစိတ်ဟောပြလိုက်ရပါတယ်ရှင်။ကျွန်မအနေနဲ့ပြည်သူတွေလိန်ညာခံရတဲ့ဘဝအနေပြီးတော့ရုံးထွက်စေချင်ပါတယ်ရှင်။ပြည်သူတွေကိုကျွန်မအရင်သနာပါတယ်ရှင်။ကျွန်မကိုယ်တိုင်လည်းပြည်သူပါပဲ။လိန်ညာခံရတဲ့ဘဝဆိုတာမျှွန်လင်းချက်အမှားတွေနဲ့ရှင်သန်နေရတဲ့ဘဝဆိုတာအင်မတန်ဆိုးရွားပါတယ်ရှင်။ဒီလိုဘဝတွေကနေပြည်သူတွေကိုကယ်တင်ဖို့အတွက်ကျွန်မတို့မှာတာဝန်ရှိရတဲ့အတွက်အခုလိုမျိုး data အချက်လက်စုံလင်စွာနဲ့မိဘပြည်သူများကျွန်မနေစဉ်နေရမယ်ပေါ်ထုတ်တင်ဆက်နေရတာဖြစ်ပါတယ်ရှင်။ကျွန်မရဲ့စေတနာလေးကြောင့်မိဘပြည်သူများနားလည်ကြပါစေ။ ညှော်လင့်ချက်အမားတွေထက်ဆိုင်ကျွန်မတို့နိုင်ငံအတွက်တကယ်ကြိုးရှိတဲ့အရာတွေကိုပဲစီစဉ်ဆောင်ရွက်ပြီးတော့စ조사အထောက်နိုင်ပါစေလို့လည်းကျွန်မကဆုတောင်းမေတ္တာပို့သပါရရှင့်ကျွန်မတင်းလေးကိုနေ့စဉ်နားထောင်ကြကြရင်မိဘပြည်သူများလည်းစိတ်ချမ်းသာကိုကြမှာကြပါစေကောင်းကျိုးလိုရင်ဆန္ဒများပြေဝ